ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလှုပ်လိုက်ပြန်ပြီခင်ဗျာဘာလှုပ်လိုက်လဲဆိုတော့သူလှောင်ပြောင်နဲ့ဓာတ်ပုံတစ်ပုံတင်လိုက်တာကက်သရီပါလာဝင်ဒီတော်တော်လေးစိတ်ကတိကတော့ဖြစ်တော့ခဲ့ရတယ်သူကအရင်တော့လည်းဒါမျိုးနောက်ပြောင်တာမျိုးတွေလုပ်ဘူးပါတယ်ဘာလှုပ်လိုက်လဲဆိုတော့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်က AI ကွန်ပျူတာနဲ့ AI နဲ့ပေါ့နော် AI နည်းပညာနဲ့သူကသူ့သူပုံရဟန်းမင်းကြီးပုံစံအုတ်ထုတ်ဒီပုံရဟန်းမင်းဆောင်တဲ့အုတ်ထုတ်ဒီပုံရဟန်းမင်းကြီးဝတ်တဲ့ဝိယုံတွေဝတ်ပြီးတော့ AI နဲ့လှုပ်လိုက်ဖြန်တီးပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာတင်လိုက်ပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကက်သရစ်ဘာသာဝင်တော့မဟုတ်ပါဘူး။ဒါပေမဲ့သူကအဲ့လိုနောက်ပြောင်ပြီးတော့တင်လိုက်တာဟာကက်သရစ်ဘာသာဝင်တွေအတွက်စိတ်အနှောက်အယှက်တော့တော်တော်လေးဖြစ်သွားပါတ ူ့အနေနဲ့ဒီလိုနောက်ပြောင်လောက်တာဟာကြည်လိုက်ရင်တော့ရည်စရာတစ်ခုအနေနဲ့သူမြဘာသာဝင်တွေနောက်ပြောင်နေလို့ထင်ရပါမယ်ရည်စရာလို့ပြသူကနိုင်ငံကြီးကစားတာပါသူ့လူတွေဘယ်လောက်စိတ်ဝင်စားမှုရှိတယ်လဲဆိုတာစီးပွားရေးသမားလည်းဖြစ်နိုင်ငံရေးသမားလည်းဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒါသူ့ရဲ့နိုင်ငံရေးကစားခွက်တစ်ခုလို့ပဲကျွန်တော်ကတော့မြင်ပါတယ်သူဟာဒီပုတ်ရဟမင်းကြီးဖရန်စစ်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီပိုဟမင်းကြီးရဲ့ဇာပနအခမ်းအနားကိုလည်းသူတက်ရောက်ခဲ့ပါတယ်ပြီးတော့ဒီအပိုင်းအတွက်မှာပဲပိုဟမင်းကြီးအစ်စ်ရွေးချယ်မှုအတွက်သူတို့ညီလာခံလုပ်ဖို့အတွက်ဒီအပိုင်းမှာလုပ်ကြပါပဲဖြစ်ပါတယ်အဲ့ဒီအပိုင်းလေးမတိုင်ခင်မှာသူကအဲ့လိုလှောင်ပြောင်နောက်ပြောင်နဲ့ပုံတင်လိုက်တဲ့အတွက်အလုံးကတော့ကြီးကြမောကြတာဒါပေါ့ဗျာဒါပေမဲ့ကက်သလစ်ဘာသာဝင်နေနဲ့ဒီဘာသာရေးအဖွဲ့အစည်းတွေကတော့သူ့ တချို့ကရှုပ်ချကြတယ်ပြီးတော့သူတို့အတွက်လည်းစိတ်အနှောက်အယှက်ဖြစ်ရတယ်လို့သိရပါတယ်ဒီနယူးယောက်မြို့ကဖုန်းတော်ကြီးကာဒီကာဒီနယ်သူကတနင်္ဂနွေနေ့မှာဒီပါလီမြို့ကိုတွားရောက်ပြီးယောမမြို့ကိုပေါ့နော်ပါလီတဲ့ဒီယောမမြို့ကိုတွားရောက်ပြီးတော့ဝိပုဘွဲတွားရောက်တက်ပါမှာအဲ့ဒီယောဂဘွဲအဲ့ဒီဝိပုဘွဲတွားရောက်တာကိုတနင်္ဂနွေနေ့မှာသူတွားရောက်ပါမယ်အဲ့လိုတွားရောက်မှုမတိုင်ခင်တောက်ကြနေမှာပဲအဲ့ဒီလို့ AI နဲ့သူ့ရဲ့ဓာတ်ပုံကိုတင်လိုက်ပါတယ်အဲ့ဒီဓာတ်ပုံကိုသူ့ page လူမှုကွန်ရဲ့ X မှာတင်လိုက်တာကိုပဲအင်ပြူတော်လည်းထပ်ပြီးတော့ share ပေးတဲ့အတွက်လူအများစုထဲမှာပြန့်နှံ့ရောက်ရှိသွားပါတယ်သူ့ရဲ့နိုင်ငံကြီးကစားကွက်တမျိုးလိုပဲကျွန်တော်ကတော့မြင်ပါတယ်ပြီးတော့အဲ့ဒီလိုလောက်တာကိုအီတလီဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ပုဂ္ဂိုလ်ကကက်သလစ်ဘာသာဝင်တွေကိုတတ်တမဲ့စော်ကားတာလို့သူကတော့ပြောဆိုလိုက်ပါတယ်ဒါဟုတ်မျိုးလိုလေသူကအရင်ကလည်းဒီလိုမျိုးနောက်ပြောင်ပြီး တင်တာမျိုးလည်းဖြစ်ပါတယ်ကက်သရစ်ဘာသာဝင်တွေကတော့ဒီလိုမျိုးနောက်ပြောင်ပြီးတော့လောက်တာမျိုးကတော့ဘာသာရေးအရာတော့မလုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့တော့ထင်ပါတယ်ဒါပေမဲ့နိုင်ငံရေးအရာရောစီးပွားရေးအရာရောအလွန်နှီးပညာကျော်ွားတယ်လို့ပြောရမယ်ဒီပုံကိုထရန်ဟာအမျိုးမျိုးသူနိုင်ငံရေးကစားကွက်တွေအမျိုးမျိုးလောက်တာမျိုးတွေတွေ့ရပါတယ်ခင်ဗျာအဲ့ဒီလောင်ပြောင်မှုဓာတ်ပုံဟာလူမှုကွန်ရက်မှာတော်တော်လေးလဲ ပြန့်ထက်နှီးပါတယ်နောက်ထပ်သတင်းလေးတစ်ခုကျွန်တော်ပြောချင်တာကတော့ယူကရိန်းစစ်ပွဲမှာတဲ့ရုရှားသမ္မတပူတင်ကသူနျူကလ িয়ার လက်နက်တွေတုံးစရာအကြောင်းဘာမှမရှိသေးဘူးမလို့အဖူးလို့သူကထုတ်ပေါ်ပြောကြားလိုက်ပါအဲ့လိုပြောကြားရတယ်ဘာဖြစ်လို့ပြောရလဲဆိုတော့ပြီးခဲ့တဲ့အရင်လာပိုင်းညီလောက်ကရုပ်ရှင်တကားထွက်လာတယ်အဲ့စကားကတော့ ဗမာလိုတော့ရုရှားကရီမလင်ပူတင်25နှစ်ဆိုတဲ့ဇာကားတကားဖြစ်ပါတယ်။အဲ့ဒီဇာကားမှာနျူကလ িয়ার နဲ့ပတ်သက်တဲ့အခန်းကြီးထည့်သွင်းရိုက်သွင်းကူးထားတာတည်းပါဝင်နေဆိုတာအဲ့ဒီဇာကားတွေမှာတည်ဘူးသူတိုင်းတွေ့မှာပါ။အဲ့ဒီဇာကားရသတင်းတော်တွေကလည်းမိတယ်မင်းနျူကလ িয়ার လက်နဲ့သုံးပါလား။နျူကလ িয়ার လက်နဲ့သုံးဖို့ယူကရိန်းစစ်ပွဲမှာသုံးဖို့အစီအစဉ်ရှိလားလို့ပြီးတဲ့အခါ "तू ကနျူကလ িয়ার လက်နဲ့ကတော့သုံးစရာအကြောင်းမရှိဘူး။သူတို့မှလုံလောက်တဲ့အင်အားတွေလက်နဲ့တွေရှိတယ်ဆိုပြီး သူကထုတ်ဖို့ပြောကြလိုက်ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလောက်တုန်းကဒီယူကရိန်းကိုသူစတင်ကျူးကျော်တိုက်ခိုက်တုန်းကယူကရိန်းယူကရိန်းကိုတိုက်ခိုက်တဲ့အချိန်တုန်းကရုရှားစစ်သည်ထောင်ထဲချပြီးတော့ဝင်ရောက်တိုက်ခိုက်ဖို့သူအမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီစစ်ပွဲဟာလေယခုအခါမှာအဲဆက်လက်ပြီးတော့တိုက်ပွဲအနေငယ်သာရှိတော့လဲပဲ စစ်ပွဲတွေကတော့ဆက်လက်ဖြစ်နေသေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကယူကရိန်းနဲ့အမေရိကန်နဲ့တရားစရတူဖို့ရေးကိစ္စမှာသဘောတူညီမှုရရှိသွားတဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ယူကရိန်းဘက်နည်းနည်းရိုင်းလာတယ်လို့ပဲပြောရမှာလို့ဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရင်တော့ကဘာပြောလဲဆိုတော့ဒီယူကရိန်းစစ်ပွဲကနေစပြီးတော့တတိယကမ္ဘာစီးကြီးဖြစ်လာနိုင်တယ်လို့သတိပေးပြောကြခဲ့ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့လေယူကရိန်းသမ္မတ ဇာလန်စကီးကဒီကိစ္စကိုသူသိရှိတယ်ရုရှားသမ္မတကတော့ဒီစပွဲကိုရက်ချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့အတွက်ကြောင့်အမေရိကသမ္မတဒေါ်နယ်ထရန့်ကတော့အနေငယ်စိတ်ထဲမှာကတိကောက်ဖြည့်ခဲ့ရတယ်ဆိုဒီပွဲပြတ်သွားမဲ့ပုံစံမျိုးတွေတော့ဖြစ်ရတယ်လို့သိရပါတယ်မရိယူကရိန်းသမ္မတဇာလန်စကီးကဒီစပွဲနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကနေမီတော်တော်များများကိုအသိခံထားရတဲ့အတွက်ဒီစပွဲကိုလည်းသူရက်ချင်နေပါတယ် အရင်တော့အင်ဗီတော်မှာဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့လေယူကရိန်းနဲ့အမေရိကနဲ့အင်ဗီတော်မှာဖြစ်ခဲ့တဲ့ပြဿနာတွေမှာလည်းကရောက်ကစားဖြစ်ခဲ့ပြီးမြဲယခုအချိန်မှာတော့အစီအပြေမှုတွေရရှိလာတယ်လို့သိရပါတယ်ရုရှားသမ္မတပူတင်ဟာဆိုရင်အရင်1996ခုနှစ်ကတည်းကရုရှားသမ္မတဟောင်းဖြစ်ခဲ့တဲ့ဘော်ရစ်ယက်စင်သူနေမကောင်း ဘောရီရဲ့စင်သူနေမကောင်းဖြစ်နေတဲ့အချိန်မှာသူ့ကိုသမရအဖြစ်ဘောရီရဲ့စင်ကအာနာလွှဲပြောင်းပေးအပ်ပြုလုပ်ခဲ့ပါတယ်ဒီရုရှားသမရပူတရဆိုရင်အရင်တော့က KGB မှာ KGB ဆိုတာကရုရှားထောက်လန်းကြီးတပ်ကပေါ့နော် KGB မှာသူကဒုတိယဗိုလ်မှူးကြီးအဖြစ်နဲ့အရင်ကတာဝန်ထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်အလွန်ပဲလိမ္မာပန်းတတ်တဲ့သူတယောက်လိုလဲသိရပါတယ်သူက နိုင်ငံကို25နှစ်ကြာတော့သမရအဖြစ်ကောဝန်ကြီးချုပ်အဖြစ်ကောနိုင်ငံရေးဓမ္မအဖြစ်ပုံစံမျိုးစုံလှည့်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်အခုဒါကြောင့်မလို့လဲသူ25နှစ်ကိုအစွဲပြုပြီးတော့ရုရှားကရီမလင်ပူတင်25နှစ်ဆိုတဲ့ရုပ်ရှင်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်အခုတော့သူပြောတဲ့စကားအရဆိုရင်ယူကရိစ်စပွဲမှာနျူကလ িয়ার လက်နက် ူတုံးစရာမလိုဘူးငါတို့မှာအင်အားပြည့်ရှိတယ်ဆိုတော့စကားပြောတဲ့အတွက်နျူကလ িয়ার စစ်ပွဲအတွက်တော့နည်းနည်းစိတ်အေးစရာဖြစ်ပါတယ်ခင်ဗျာနောက်သတင်းလေးတစ်ခုကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ငံခြားကနေပြီးတော့အမေရိကန်ကိုသွင်းမဲ့နိုင်ငံခြားရုပ်ရှင်ကားတွေအဲ့ဒီသွင်းပြီးပြသမဲ့ရုပ်ရှင်ကားတွေအားလုံးကိုတရားရာခိုင်နှုန်းအခွန်တိုးကောက်မယ်လို့ပြောလိုက်ပါတယ် အဲ့ဒီရုပ်ရှင်တွေဟာဆိုရင်အချို့ပြည်ပနိုင်ငံတွေမှာရိုက်ကူးခြင်းတွေကိုလည်းသူကအခွန်တိုးောက်မယ်လို့ပြောပါတယ်။ဟောလိဝုဒ်ကအဖွဲ့အစည်းအရဆိုရင် အရင်တော့ကပြည်ပမှာပြည်ပနိုင်ငံတွေမှာရုပ်ရှင်တွေသွားရိုက်ကြတာမျိုးတွေရှိပါတယ်။အဲ့လိုပြည်ပနိုင်ငံတွေမှာရုပ်ရှင်သွားရိုက်တဲ့ဇာကားမျိုးတွေကိုလည်းသူအခွန်တိုးောက်မယ်လို့သူပြောထားပါတယ်။ဒါပေမဲ့ပြည်ပကတွင်းတဲ့ဥမာအီတလီတို့တရုတ်တို့ကတွင်းတဲ့ဇာကားတွေပေါ့ဗျာ။နိုင်ငံခြားဇာကားတွေ မေရိကန်ဘက်ကကြည့်ရတော့နိုင်ငံရေးဆက်ကားတွေပေါ့အဲ့ဒီဆက်ကားတွေကအမေရိကန်မှာပြမယ်ဆိုရင်အခွန်တရားရဂိုင်းတို့တိုးောက်မယ်လို့သူကပြောဆိုခဲ့ပါတယ်အရင်တော့ဆိုရင်နဲ့ဟောလိဝုဒ်မှာရုပ်ရှင်ထုတ်လုပ်မှုအတွက်ကုန်ကြတဲ့အသုံးစိတ်ဟာဒေါ်လာ14.54ဘီလီယံအထိအသုံးပြုပြီးသူတို့ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်ပြီးရင်တကဘာလုံးကိုဖြန့်နေအမြတ်အစွန်းတွေများစွာရရှိခဲ့ပါတယ်အခုအခါမှာတော့အဲ့ဒီ ရိုက်ကူးမှုဟာ2022ခုနှစ်မှာ16ရာခိုင်နှုန်းအထိကျဆင်းသွားတယ်လို့သိရပါတယ်ခင်ဗျာအဲ့လိုဖြစ်ရတာလေတရုတ်နိုင်ငံကအမေရိကန်ရုပ်ရှင်ဇာတ်ကားတွေကိုတရုတ်နိုင်ငံမှာ ပြသမယ်ဆိုရင် तू ကတိကျတဲ့စီကံတွေချမှတ်ပြီးတော့တင်သွင်းခွင့်တွေကိုလည်းအမေရိကန်ရုပ်ရှင်ကားတွေတင်သွင်းခွင့်ကိုလည်းလျှော့ချပါတယ်ဇာတ်ကားတိုင်းတင်သွင်းခွင့်မပြုတော့ဘူးဆိုတဲ့သဘောပေါ့ဗျာ ဇကာတိုင်းအမေရိကန်ဇကာတွေကိုတည့်ရပြီမှာပြသမယ်ဆိုရင်ဇကာတွေစီးစစ်ပြီးတော့ပြတဲ့နဲ့ကောက်မှာပြမယ်ဒါမှမဟုတ်ပိတ်ပင်မယ်ဒါမျိုးတွေဖြစ်လာအဲ့ဒါကြောင့်မလို့လေတံပြန်တဲ့အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီလိုပြန်လည်လုတာလို့ပဲကျွန်တော်သုံးသပ်မိပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲအလုံးသိတဲ့အတိုင်းအမေရိကန်ကတရုတ်နိုင်ငံကိုပြင်းထန်တဲ့အခွန်စည်းကြောက်မှုတွေပြုလုပ်တယ်။120 145ရာခိုင်နှုန်း245ရာခိုင်နှုန်းအထိ ဟိုနေတိုးကောက်တာတော်တော်ပြင်းပြထန်ထန်ကိုကောက်ပါလိုက်ပါတယ်အဲ့ဒါကိုတံပြန်တဲ့အနေနဲ့တရုတ်ကလည်း125ရာခိုင်နှုန်းအထိသူတို့ကလည်းပြန်ကောက်တယ်ဆိုပြီးအခုနေပြန်လဲတိုးကောက်ကြတာရှိပါတယ်အဲ့တော့တရုတ်နိုင်ငံနဲ့အမေရိကန်ကြားမှာစီးပွားရေးစစ်ပွဲကဆက်လက်ဖြစ်နေသေးပဲဖြစ်ပါတယ်သူတက်ခဲ့ကတော့တရုတ်နိုင်ငံကိုအဓိကထားတိုက်ခိုက်နေတယ်ဆိုတာသိတာလာပါတယ်အခုလည်းဘာမှမဖြစ်တော့ဘူးလို့ထင်တဲ့ရုပ်ရှင်တင်သွင်းမှုတွေ ရုပ်ရှင်ဇာတ်ကားတွေကိုလည်းထပ်မံစီးကျက်နေတာတွေပြင်းထန်လာပါတယ်။ဒါပေမဲ့တခြားနိုင်ငံတရုတ်နိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတွေမှာတော့အခွန်ရာခိုင်နှုန်းကိုဆယ်ရာခိုင်နှုန်းပဲတိုးကောက်အောင်မယ်လို့ဂျပန်ကုစေအတွင်းတိုးကောက်အောင်မယ်လို့သာသူပြောထားတာရှိပါ။နောက်တစ်ခုကလည်းတရုတ်နိုင်ငံက online media တခုဖြစ်တဲ့ TikTok သူကထပ်မံပြီးတော့ပြသခွင့်ကို တော့အတုံးပြုတ်ခွင့်ကိုအမေရိကန်ပြည်သူတွေအတုံးပြုတ်ခွင့်ကိုရပ်တိုးပေးထားပါတယ်ဒါပေမဲ့အဲ့ဒီရပ်တိုးထားတာဟာဇွန်လ29ရက်နေ့ဆိုရင်ပြည့်သွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ရဲ့တောင်းဆိုချက်အရတစ်တော့ကိုအမေရိကန်ကိုရှယ်ယာတီချုပ်ရောက်မှာမရောက်ဘူးဆိုရင်ငါတို့အမျိုးသားလုံခြုံရေးကိုထိခိုက်တဲ့အတွက်ဒီဟာတွေကိုအမေရိကန်မှာတုံးခွင့်မပြုဘူးဆိုတဲ့ပုံစံသူကပြောဆိုထားတာရှိပါတယ်တကယ်တမ်းဆိုရင်အမေရိကန်မှာဆိုရင်ဒီတစ်တော့ကိုတုံးပြတဲ့အမေရိကန်နိုင်ငံသားတွေဟာ တန်ပေါင်း190လောက်အထိရှိတယ်လို့သိရပါတယ်။ဒါကြောင့်မလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စီးပွားရေးအရာရောနိုင်ငံရေးအရာရော ကစားကွက်တွေကတော့ကျွန်တော်တို့ဆက်ကြည့်အောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော် page လေးကိုလည်း scroll လေးပြကြပါဦးခင်ဗျာ။အားလုံးကြက်မှာကြပြီးရန်သူမျိုးငါးပါးအန်ဒီရကကင်းဝေးကြပါသည်ခင်ဗျာ။